နောက်မိတ်ဆွေများရဲ့တနေ့တာမှာကံကြိုးပြရကောင်းနေတဲ့လုပ်ငန်းတွေအလုပ်တွေကိစ္စတွေကံကောင်းလက်ရှင်စီအောင်အာပြုဝိစဉ်သုံးဆွဲတဲ့အကြောင်းလေးတွေကံကောင်းလက်ရှင်စီတဲ့ကဏ္ဍတွေနံပါတ်တွေကိုယ့်ရောင်းကုန်ပစ္စည်းတွေရောင်းအားတွေတက်စီဖို့လုပ်ငန်းတွေတိုးတက်စီဖို့အတွက်ပြုလုပ်တဲ့ရေရာတနေ့တာကံပွင့်ကံမြင့်စီဖို့အတွက်လှုပ်ဆောင်တဲ့ရေရာလေးတွေစသည်ဖြင့်ကျွန်တော်နေ့စဉ်စူးစမ်းပြီးတော့တင်ဆက် ေးနေပါလေကဒီနေ့2025ခုအောက်တိုဘာလ3ရက်နေ့အတွက်တနေ့တာဟော်ဒန်လီဖြစ်ပါလေကတက်ရှိကျမ်းမှာချမ်းသာဘေးရာဝေးကွာနိုင်ကြပါစေမိတ်ဆွေခုနှစ်သားသမီးပေါင်းမိမိကိုယ်ကိုယ်လည်းကောင်းစေကြကောင်းအောင်ရွတ်ဆောင်တော်မူနိုင်ကြပါစေခင်ဗျာဒီနေ့ခုနှစ်သားသမီးမိတ်ဆွေများအနေနဲ့လုပ်ငန်းတိုင်ဆိုင်ရာအပြိုင်ဆိုင်ပြုလုပ်ရတဲ့ကိစ္စတွေ စံတဲ့ဒီတွင်ချင်းအလုတ်ထူးထွေစံပြတဲ့ဂမ်ဘီယာစံတဲ့အလုတ်တွေဘဝအတွက်အရေးပါတဲ့လုပ်ငန်းကြီးရည်ရွယ်ချက်ကြီးတွေအစပြုအကောင်အထည်ခေါ်ခြင်းလုပ်ငန်းတွေပြုလုပ်ဆောင်ရွက်တည်သောနေ့ဖြစ်ပါတယ်ဒီနေ့အတွက်ကံတရားရဲ့ထောက်ပံ့ကြစေဖို့ဆိုရင်အနောက်ရောင်တို့ခရမ်းရောင်တို့များများပါတဲ့အဝိစာသုံးဆောင်တွေကိုအပြုဝစ်စင်သုံးဆွဲတင်ပါတယ် ဒီနေ့တနေ့ပါအတွက်ကံကောင်းလက်ရှင်သေးတဲ့ကဏ္ဍတွေနံပါတ်တွေကတော့၈ကဏ္ဍ၄ကဏ္ဍတို့ဖြစ်ကြပါတယ်ဒီနေ့မဘိတ်ဆွေတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတွေတက်စေဖို့လုပ်ငန်းတွေတိုးတက်စေဖို့ဆိုရင်ကိုယ့်ရဲ့လုပ်ငန်းလုံးပစ္စည်းတွေရောင်းကုန်ပစ္စည်းတွေကိုတစ်ခက်လေးတစ်လုံးနဲ့အစဉ်ပြေတစ်ခက်သေးသေးကြီးကြီးပြတစ်ခက်လေးတစ်လုံးနဲ့တိုးခေါက်ပြီးတော့စူတော့ပါဒီနေ့ကံပွင့်ကံပြင်းစေဖို့အတွက်ဆိုရင်တော့မြတ်စွာဘုရားမှာပဲဖြစ်ဖြစ် ကြီးကဲသူအပေါင်းသေးမိတ်ဆွေတွေကိုပဲဖြစ်ဖြစ်မုံကြီးကျော်မုံလာဦးကျော်ငါပြောသည်အတမျိုးမျိုးလူရင်းဒါနပြုခြင်းအဖြစ်ကံတရားရဲ့ထောက်ပံ့တွေရရှိနိုင်ကြပါစေကိုယ်စိတ်နှပြချမ်းမှချမ်းသာစွာဖြစ်လေလူရဆန္ဒမှန်သမျှပြေဝတော်မူနိုင်ကြပါစေခင်ဗျာ